အဲ့တော့ဒီကိစ္စကိုကျွန်တော်ရှင်းမယ်ဒီကိစ္စရှင်းမယ်ဆိုတော့ကျွန်တော်တို့ကဘာဖြစ်နေတာလဲဆိုတော့ဒီ view မှာဒီမှာ data target မှာ example model id တွေကဟိုထပ်နေတာပေါ့နော်အဲ့တော့ဒီဟိုက example မှာ id prefix ကျွန်တော်ပေးထားလိုက်မယ်ပြီးွားနောက်ကတကယ်သူ့ရဲ့ဒီတွေကအာ id ကိုဟိုဖြစ်လိုက်မယ်အဲ့တော့ဒီ id နဲ့တူတဲ့ id 1အဲ id 2ဒီလိုမျိုး generate ဖြစ်နေမှာပေါ့နော် target မှာ အမော်ရယ်မှာကျွန်တော်တို့မှာဒီမှာ avial level okay ဒီမှာ why ရှိတယ် id ရှိတယ်ဒီမှာ id prefix နဲ့ dollar sign ထိကကျွန်တော်ဒီနေနဲ့ပတ်ထားတော့ id okay ချက်ကြည့်ပြန်ကြည့်ကြည့်အောင် view ဒါ javascript အဲဒါဆိုဒီတခြားအပြောင်းသွားပြီပေါ့နော် okay ဒါဆိုအဆင်ပြေပြီအဆင်ပြေပြီဆိုတော့ကျွန်တော်တို့အရင်ဆုံး edit ကိစ္စမလုပ်သေးဘူး delete ကိစ္စအရင်လုပ်ရအောင်ပေါ့နော် delete မှာ article destroy နေ okay ဒါကရပြီရပြီဆိုတော့ဒီ delete ကိုသွားရအောင်အဲ့တော့ delete လုပ်မယ်ဆိုရင်အာ find find delete လုပ်မယ် image ကို delete လုပ်မှာပေါ့နော်ပြီးသွားရင်ဟို synchronize လုပ်ထားတဲ့ tag နဲ့အာ programming နဲ့ကိုကျွန်တော်တို့အာ remove လုပ်မယ်ပေါ့နော် okay ပြီးသွားရင်တော့ article ကိုကျွန်တော် delete လုပ်လိုက်ရင်ပြီးပြီ အဲ့တော့ဒီ file ကို delete လုပ်မယ်ဆိုတော့အရင်ဆုံးကျွန်တော်ထိတ်ကနေအာ dollar sign data equal article ကနေ file နဲ့ dollar sign id ကျွန်တော်ဗာနဲ့လောက်အောင် select နဲ့လောက်ထားလားမသိဘူးအဲ select ပေးထားမယ်ကျွန်တော် id ပြန်တောင်းထားလိုက်မယ် okay id ပဲပေးထားလိုက်မယ် set ကိုတော့ကျွန်တော်တကယ် user တွေသုံးမဲ့ website ရောက်ပြီလို့ရှင်တော့ select တင်နဲ့သွားမယ်ပေါ့နော်အဲ့တော့ဒါရပြီဆိုရင် file file facet okay ဒီမှာ spoof file delete နဲ့ public underscore pack ထဲမှာရှိတဲ့ select images select dot နဲ့ dollar sign ဒီ data ထဲမှာရှိတဲ့ image ကိုလမ်းပြီးတော့ဖြတ်ပေးလိုက်မယ်ပြီးသွားရင် dollar sign ဒီ data ထဲမှာရှိတဲ့ tag okay tag ဒါနေ s1 c နဲ့ array လွတ်ပေးလိုက်လို့ရှင်ပြတ်သွားလိုက်မယ်ပေါ့နော်နောက်တစ်ခုက PR ကို GIMMING programming ကိုလည်း synchronize ပြန်ပြီးလုပ်မယ်ပြီးသွားရင်ဒီ data ကိုကျွန်တော် delete လမ်းပြီးတော့အာလုတ်လိုက်မယ်ဒါဆိုရင်ရပြီ okay တခြားကျွန်တော်စမ်းကြည့်အောင်ဒီတိုက်တဲ့ဒီဟိုအောင်ကျွန်တော်ဖြတ်ကြည့်မယ်ပေါ့နော်ကိုအဲပြတ်သွားပြီပေါ့နော် public တဲ့ images ချက်မှာပုံကြီးရများနေ okay အဲ့တော့ကျွန်တော်နောက်သင်ခန်းစာတစ်ခုယူရလို့ရှင်အဲ့ဒီကိစ္စအာလာပြီးလုတ်ရအောင်ပေါ့နော်အားလုံးပဲကျေးဇူးပါ